တချို့ကျတော့အမတန်မှချမ်းသာကြတယ်။ဘာဖြစ်လို့ဒီလိုဖြစ်ရသလဲ။မန္တိကမိဖုရား မေးတဲ့မိကုံးထဲမှာပါ။အဲ့ဒါကိုမြတ်စွာဘုရားကဘလို့ဖြေတော့ဆိုရင်ချမ်းသာတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူး၊ဆင်းရဲတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူးတဲ့။ဒါနကောင်းမှုနဲ့စိစိဥစ္စရာအမြဲတမ်းဆက်သွယ်ပြီးတော့နေတယ်။တချို့ကထင်တယ်ကိုလုံးလဝီရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာ။ဟုတ်ပါတယ်။ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူး။ ချိုးစားလို့ရတာကချိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင်အတိုင်းအတာတစ်ခုတည်းပို့တယ်ပေါ့အဲ့တော့မလုတ်ခရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှင်အမတန်ပါထင်ရှားတယ်စတိလတထေးကြီးဟာအလုံးကြောက်ကြလိုက်မယ်အဲ့နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်တခုသောဘုရားမှာဖယားကိုစော်ကားပြီးပြောမိလို့ ကတ္တဝါမြတ်စွာဘုရားရဲ့စေတီတော်နဲ့ပတ်သက်ပြီးစော်ကားပြောမိလို့ပူဇော်ကြောဖို့ရအတွက်ရွှေအိုးကြီးသုံးလုံးလုပ်တယ်ရွှေပန်းကင်ကြီးတွေလုပ်တယ်လုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးကာဒီရွှေပန်းကင်သုံးကင်လုံးရမယ်မင်းဝိုင်းလှုပ်ရှားမှာဆိုတော့ဟာအဖေစော်ကားတာအဖေပဲလှုပ်ကျုပ်နဲ့မဆိုင်ဘူးဆိုဝိုင်းမလှုပ်ဘူးသားလက်ခိုင်းတဲ့အခါကျတော့လေသားလက်ကလည်းဒါအဖေစော်ကားတာအဖေပါတီလှုပ်ကျွန်တော်မလှုပ်နိုင်ဘူး ားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖကိစ္စဆိုတာလောက်ရမှာပေါ်ဆိုပြီးတော့အတက်တရောသူကဝိုင်းလောက်ခဲ့တယ်။အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုဒုကောင်မှုကြောင့်ရွှေတော်ပေါက်တာ။အဲ့တော့ခုနကသားကြီးနှစ်ယောက်ကသူတို့မပါသေးတဲ့အတွက်ကြောင့်သားကြီးနဲ့သားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့။အဲ့တော့သတိလာတထေကပြောတယ်မင်းတို့ငါသားကြီးနှစ်ယောက်ဒီရွှေတော်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့။ ကသားငယ်လေးနဲ့ပဲဆိုင်တယ်အဲ့တော့သူပေးသမျှနဲ့ခြေနိုင်ကြပြီတော့လို့ဒီလိုပြောပါလားအဲ့ဒါကကံပေးတာနော်အေးဒါကြောင့်ဘုလိုမြတ်စွာဘုရားကဒါနကောင်းမှုဒုထာကိုအကြောင်းပြုပြီးတော့လူတွေကချမ်းသာဒုက္ခရကြတာတဲ့မွဲတာကလှုပ်လို့မွဲတာမဟုတ်ဘူးတဲ့မလှုပ်ခဲ့လို့မွဲတာများတယ်အဲ့တော့မလှခဲ့တဲ့ပုံကိုယ်တွေက မွဲတည်ပြီးတော့လှူခဲ့တဲ့ပုံကိုယ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါကိုဆိုလိုတယ်ပေါ့